အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိမ်ချက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်းနှင်းယူရဲ့ဇီဝစိုးစံအိမ်လက်ရွေးစင်အတွေးဆောင်မစာစုစာအုပ်မှာဖြစ်ချင်တာလဲမဖြစ်ရပါလို့အမိရတယ်။စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ဖြစ်ချင်တာနဲ့ဖြစ်နေခြင်းမှာတခြားစီဖြစ်နေကြသောဘဝများကို တွေ့ရတိုင်းကျမဤချစ်သူကိုတတိယမိပါတယ်။ယခုလိုမဂဇင်းများအတော်များများထွက်လာကြချိန်မှာသူ့ကိုပိုမိုတတိယစရာဖြစ်လာပါတယ်။အဘဲကြောင့်ဆိုတော့မဂဇင်းအများစုဤအယ်ဒီတာချုပ်များကိုကြည့်လိုက်ရင်များသောအားဖြင့်တက်မတော်မှာအမှုထမ်းလာသူများတိုင်းပြည်၆ထဲကြာရန်လက်နှလုံးလောက်အလိုတွင် ါဝင်တိုက်ခိုက်ခဲ့သူများဖြစ်သောကြောင့်ဒီဥပမာပေဘူးလွာမဂဇင်းအယ်ရီဒါချုပ်ဦးမြလှိုင်မှာတခါကကျမချစ်သူဒုတိယဘိုးမူကြီးကြော်တောင်းတဲ့အတူစီရဲတရင်လေးတွင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်တယ်။ချယ်ရီမဂဇင်းအယ်ရီဒါချုပ်မှာဘိုးမူကြီးတင်မောင်ညက်ထံဖြစ်၍မဟေတီမဂဇင်းအယ်ရီဒါချုပ်မှာဘိုးမူကြီးစောမြင့်ဘိုးမူသမိန်တို့ဖြစ်ကြတယ်။သူတို့ဒီလေတက်မတော်တွင် အမှုထမ်းစဉ်ကအစင်အလာနှင့်သမိုင်းကြောင်းနှင့်လာခဲ့ကြသူများဖြစ်၍သူတို့အကြောင်းကို အထူးထုတ်ဖော်ပြောကြရန်မလိုပါသို့သောသူတို့ဆူတောင်းပြေကြတယ်တိုင်းပြည်တော်ဝန်ကိုလက်နက်ဆွဲကင်ထမ်းရွက်ပြီးနောက်အနာယူချိန်တွင်သူတို့ချစ်သောကလောင်ကိုဆွဲကင်ကတိုင်းပြည်ကိုအကျိုးပြုနိုင်တဲ့အခွင့်အရေးကိုရကြတယ်ကျမဤချစ်သူဒုတိယဘိုးမူကြီးကျော်တောင်းဟာဘိုးကြီးအဖြစ်နဲ့တော်ဝန်ထမ်းဆောင်ခဲ့စဉ်က ညဝီမဂဇင်းအုတ်ချုပ်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။သို့သော သူဟာ1980ပြည့်စက်တင်ဘာလ9ရက်တွင်လက်မှာတနက်စွဲကင်ရင်ကွယ်လွန်ခဲ့တယ်။ကျမတို့လက်မထက်ခင်1950ပြည့်နှစ်မတိုင်ခင်ကမူသူ့ရည်ရွယ်ချက်ဟာကျမဖော်ပြခဲ့သောတက်မတော်သားအယ်ဒီတာချုပ်များကဲ့သို့ကလောင်ကိုဆွဲ၍ဘဝခရီးကိုလျှောက်လိုတယ်လို့သိခဲ့ရတယ်။ ထို့ကြောင့်ပင်တက်မတော်သားစာပေသမားများကို တွေ့ရတိုင်းသူ့ကိုတတိယစရာဖြစ်ခဲ့ရပါတယ်။ကိုကြီးသာတက္ကသိုလ်မှာဆက်နေသွားပြီးရင်အင်္ဂလိပ်စာကိုတောက်လျှောက်တသမတ်ထဲလိုက်ခွင့်ကြုံမှာမြဝတီမဂ္ဂဇင်းမှာဝင်လို့ကြည်တာကတော့စရေးကြီးအလုတ်ဆန်တဲ့စီးပွားရေးပိုင်းတို့လုပ်ငန်းပိုင်းတို့ဆိုတာတွေကိုကိုဦးစည်းအုပ်ချုပ်ရမှာမို့ကျွမ်းကျင်အောင်လေ့လာတာပါအချို့ကိုမတွေ့ခင်ကျောင်းနေစဉ်ကလေးက ကိုကြီးရဲ့ရွေချက်ကအဂါစနိုးပဲဖြစ်ချင်တယ်။ကဘာလှည့်သတင်းတောက်လို့သူ့လိုပဲလွတ်လွတ်လပ်လပ်သွားသူ့လိုပဲလွတ်လွတ်လပ်လပ်ရေးချင်တယ်။အဲ့ဒီဆန္ဒဘယ်တော့ဖြစ်မယ်မသိဘူး။အချို့ကိုဖဆပလဝါရဖြန့်ချီဌာနမှာစတွေ့တုန်းကအဲ့ဒီရွေချက်နဲ့ရအောင်ယူမယ်လို့စိတ်ပိုင်းဖြစ်လိုက်တာ။တကယ်သာအောင်မြင်ခဲ့ရင်ဘလောက်များပျော်စရာကောင်းမလဲမိချို။တို့များနှစ်ယောက်တိုင်းပြည်တွေအနှံ့လျှောက်သွား စာရီဖတ်စာရီရေးစိတ်တူသဘောတူပေါ့နော်သူဤအိုင်ဒီယာဟုံးစိတ်ကူးရင်အိမ်မက်လေးမှာလွတ်လပ်ခြင်းအေးမြခြင်းနဲ့ပြည့်ဝနေပါတယ်တခါတရံငွေရေးကြေးရေးကိုထည့်တွက်တော့လဲပူပင်ဟန်တော့မတူပါပတ်စံဆိုတာအေးမကြီးပါဘူးနော်ဒါပေမဲ့ခုချိန်ထိတော့အဂါစနိုးမဖြစ်ပဲအဂါစနိုးစနောင်ကြီးဖြစ်နေတယ်ဟဲမင်ဝေးကြီးဆိုလဲတစ်ဖက်က တနက်ကင်ထားပြီမဲ့တစ်ဖက်ကသူ့ကလောင်နဲ့စာရေးသွားလိုက်တာမြူးနေတာပဲအချိုကျိုးစားတော့ကိုကြီးလဲတနက်ကိုတစ်ဖက်ကကင်ထားပြီမဲ့ဒီသတင်းစာပညာတို့သတင်းထောက်ပညာတို့ကိုစိတ်မကုံဘူးတကယ်တော့အဲ့ဒီပညာရက်တွေဟာမလွယ်ဘူးသူဟာတခါတခါကျမတို့နောင်ရေးကိုဆွေးနွေးတိုင်ပင်ကြတိုင်းသူ့ဆန္ဒကိုထုတ်ဖော်ခဲ့တယ်ကျမတို့လက်ထပ်ပြီးနောက် ူစီမံကိန်းချမှတ်ထားသည့်အတိုင်းကျမအတွက်တီးသန့်အင်္ဂလိပ်စာပြရန်ဆရာချက်မင်းကိုခေါ်ယူပေးပါတယ်။ရန်ကုန်မှာနားနေရချိန်တွင်လည်းသူပါရော၍တင်ပါတယ်။သတင်းစာကောင်းကြီးနှင့် သတင်းများကို အင်္ဂလိပ်လိုရေးနိုင်အောင်ဟုဆိုပါတယ်။ဆရာချက်မင်းကအင်္ဂလိပ်စာစီစာကုံးရေးခိုင်းလျင် သူ့စာစီစာကုံးမှာဖြည့်ရချစ်ရမရှိ။ကျမစာစီစာကုံးမှာတော့ မင်းကြီးတွေဘရဝနဲ့သူကျမထက် အင်္ဂလိပ်စာတော်ပါတယ်။ကျမကိုလည်းအင်္ဂလိပ်စာတွေဖတ်ဖြစ်အောင် အမျိုးမျိုးဝယ်ပေးပါတယ်။ကျမတို့ခေတ်က IA တွင်အင်္ဂလိပ်စာ၉အုပ်ကန်ရပါတယ်။ကျမသည် IA အောင်ပြီးမှ သူဝယ်ပေးသောဆမ်မာဆတ်မော၊သောမတ်ဟာဒီ၊ဒက်ဖနီဒူမော်ရီတို့ကိုစတင်ဖတ်ဖြစ်ပါတယ်။မိမဆိုတာမိမပီတာလုံးရင်မကောင်းဘူး။ကိုကိုလာမ ထမင်းစားမယ်ဆိုပြီးတနခါခြေစုံကောင်းဆုံးလူပြီးထိုင်ဆောင်နေမယ်မိမမျိုး ကိုကြီးမလို့ခြင်းဘူးကိုကြီးနဲ့အတူစားဖတ်ရမယ်ကိုကြီးဆွေးနွေးခြင်းတာကိုဆွေးနွေးနိုင်ရမယ်ဒီလိုမိမမျိုးရရင် ကိုကြီးကျေနပ်ပြီအားလက်ချင်းအတင်းထိုင်ပြောတန်းရှာရင်အချိန်ကုန်မဲ့မိမမျိုးကိုကြီးမလို့ခြင်းဘူးသူပြောတဲ့အတိုင်းပဲကျမကိုစာအုပ်များရှာပြီးစာဖတ်ခိုင်းုံမက စာပါတင်စီပါတယ်မိမတယောက် အိမ်နောင်တောင်ဝန်တစ်ဖက်ဝမ်းရည်အတွက်တစ်ဖက်နဲ့အလုတ်ရှုပ်ယုံမကတစ်ဖက်ကပညာရေးအတွက်ပါသင်ရသည်မှာမလွယ်ပါသူဟာ သူချထားသောပုံစံကိုဝင်နိုင်အောင်သူ့ဘက်ကကျမကိုခွင့်လွှတ်ထားတာတွေရှိပါတယ်ကျမမှာအလုတ်တစ်ဖက်လို့စာလဲရေးကျောင်းလဲတက်ဆိုတော့အိမ်ရှင်မတောင်းဝန်မကြည့်ပါသူဤယူနီဖောင်းများတန့်ပြန့်ဖို့ဖက်နှက်တိုက်ဖို့စသည်များကိုတော့ကျမတက်ကြွပါတယ် ဟင်းချက်တော်မတက်ပါငယ်စဉ်ကလေးကနှင့်အပြိုဘဝတလျှောက်လုံးအိမ်တွင် ကျမယူရသောတာဝန်မှာအဝိရှော်မိဘူးတိုက်ဓမြက်လဲကျမ်းတိုက်ဖြစ်တယ်မိဘူးကြောင့်ကို မနိုင်သောကျမဤလက်ရာဟင်းကို စိတ်ထဲမတွေ့လင်ဘာမှမပြော လာကြဟေဟုတမတ်နဲ့တမီးကို ပြောကခြိုင်ဆွဲ၍လဟာပြင်ကိုကောင်းမောင်းထွက်သွားတယ်သူတို့ကြိုက်တာစားပြီးကျမဖို့ပါ ဝေလာတက်ပါတယ်သူလိုချင်သောပုံကိုရရှိရန်အတွက် တစ်ဖက်ကလျှော့လိုက်ခြင်းပဲသူ့ကိုကျေးဇူးတင်ရပါသေးတယ်သူ့ရဲ့တိုက်တွန်းမှုကြောင့်ပင်ခြားချီဤဒုတိယကဘာစစ်စသောစာအုပ်များကိုဖတ်ဖြစ်ပါတယ်ဒီတော့လေစာအုပ်ဖတ်ဖို့လွယ်အောင်မူရင်းခြားချီပင်ကိုရေးအင်္ဂလိပ်ဘာသာနဲ့စာအုပ်ရောမိထီလာဘူအေးမောင်ဤညမာဘာသာပြန်ကိုရောပူတွဲဝယ်ပြီးပါတယ်နောက်တော့ကျမဟာရိုမေစာအုပ်အက်ဂါစနိုဤ Rasta Over China တရုတ်ပြည်ပေါ်မှကျယ်နေစသောစာအုပ်များနဲ့ Ganda Stain ရေးသောစာအုပ်များပါဖတ်ဖြစ်ပါတယ်။ကျမကအင်္ဂလိပ်စာဖတ်တတ်လာသောအခါစကားပြေဝတ္ထုများကိုလည်းကြိုက်ပါတယ်။သို့သော အင်္ဂလိပ်ကဗျာများကို ပိုကြိုက်ပါတယ်။ရုပ်ရှင်ဆိုလေနိုင်ငံခြားရုပ်ရှင်များကိုနှစ်ယောက်အတူနေလျင် အတူအကြည့်များတယ်။ဟဲမင်ဝေး၏ဇာတ်ကားများကို သူအထူးကြိုက်တယ် farewell to m ကိုသဘောကျတယ်။ဒါပေမဲ့တခုခတ်တာက ရုပ်ရှင်တခုကြည့်ပြီးရင်တော်တော်နဲ့မအိတ်။ coffee တခရာဖြော်ခိုင်းကဆွေးနွေးပါတော့တယ်။အမှုပညာရှုတော့နိုင်ငံရေးရှုတော့ရုပ်ရှင်ရှုတော့တောင်းအထွေတွေမှသူဆွေးနွေးပါတယ်။ကျမကလည်းလျှော်တော့ရုပ်ရှင်တခုကိုကြိုက်ရင်ကြိုက်သည်ဆိုသည်ကလွဲ၍ဘာမှမပြောတတ်။ဒီတော့သူဝေဖန်သမျှငြိမ်သက်စွာနားထောင်နေလိုက်တယ်။ ။နောင်ကျမဝတ္ထုများရုပ်ရှင်ရိုက်သောအခါဒရိုက်တာများကိုကျမဘာမှမပြောတတ်။သူကပဲပြောတယ်ဝတ္ထုတွေကလည်းပိတ်ကားပေါ်မှာအောင်မြင်သည်လည်းရှိမအောင်မြင်တာတွေလည်းရှိပါတယ်။ကျမကစာရေးဆရာပဲ။ကျမဇက်ကောင်ကိုကလောင်နဲ့သာချဲ့လေတတ်တယ်။ရုပ်ရှင်မှမူဒရိုက်တာဤသဘောပဲပဲ။ဘိုးမူကမှရုပ်ရှင်အကြောင်းနားလေသေးတယ်လို့ကျမဝတ္ထုများကို ရုပ်ရှင်အရိုက်များသောဦးချစ်ခင်ကဆိုဘူးပါတယ်ပြီးတော့လဲ ညမအငိမ့်နဲ့တချင်းများကိုကျမအားသူစတင်မိတ်ဆက်ပေးသည်ဆိုလျင် မမားပါကျမကဘိုးမကြီးဖြစ်နေ၍မဟုတ်ပါတချင်းကိုကြိုက်တယ်ကြိုက်၍ဆိုတယ်ခံစားတတ်သည်ကလွဲ၍တေးသားတန်စဉ်အကြောင်းကို နားမလဲသူသည်မြို့မှငိမ့်နန်းတော်ရှိဆရာတင်ဆရာထားအငိမ့်မင်းသမီးမတ်မြရင်စသည်တို့ဤတချင်းများကိုတေးသေးချာချာစိစိဆက်ဆက်တင်ပြဆွေးနွေးသည်မကား ကြကြနာနာဆိုပြပါတယ်။ကျမကတော့တချင်းတစ်ပုတ်ကိုအော်ဆိုသည်ကလွဲ၍စီးကြဝါကြမဆိုတတ်သောကြောင့်ခုနှစ်တန်လည်းမဟုတ်၆ပောက်တန်လည်းမဟုတ်ဟုခဏခဏပြောပါလေ။ဘာလဲ။စာရေးဆရာလှုပ်ပြီးညမအငိမ့်ကိုအရသာမခံတတ်ဘူးတယ်ဗျာ။ကျမကိုဝေဖန်ပါတယ်။ကျမကလည်းပြုံး၍ပင်နားထောင်မိပါတယ်။မှန်ပါတယ်။ထိုစဉ်ကကျမဟာအငိမ့်ကိုရော ဇက်ကိုရောအရသာမခံတက်ယုံမကကြည်လဲမကြည်ပါဇက်ကိုမကြည်သည်ကမိုးလင်းထိအေးပြက်မခံနိုင်၍ဖြစ်တယ်ရှင်းပြရပါဦးမယ်အငိတ်များတွင် ပြက်လုံးများကညဉ့်ညမ်း၍မင်းသမီးများကသည်ကလည်းဝုံတိုင်းဝုံတိုင်းနဲ့ကျမအရသာခံ၍မရဒီတုံးကကျမတို့စုလေဖျားလန်းအိမ်တွင် နေရသောကြောင့်စနေနေ့တိုင်းဗန်နူးလာပန်းချံတွင်ကပြသော အငိတ်များကိုကြည့်ရပါတယ် ငငယ်ကလေးကမိမိကိုအညစ်ပြက်လုံးများကို ကျမအထိတ်ပင်နားမလဲ၍မရည်ရချောင်းပြောပြမိပါれမိမိကကျမနားမလဲသော ပြက်လုံးများအကြောင်းရှင်းပြသောအခါအထိတ်ပင်များညစ်ညမ်းနေသောကြောင့်ကျမအညစ်ကိုစိတ်ကုံသွားပါれသို့သောကျမတူမစန်းစန်းလူလက်ထက်သောနေ့ဖြစ်ပါれကဲမိရွှေချိုးခမည်းတော်အောက်သူတွေအမှုပညာအရသာကို အပြည့်အဝမခံစားတတ်ဘူးခမားတို့ကြည်ရတာကလည်းရန်ကုန်အငိမ့်တွေဆိုတော့အငိမ့်ကိုအထင်သေးတယ်အခုဝင်းကြီးဘိုခင်မောင်လေးကမန္တလေးကရွှေမန်းရီအငိမ့်ကိုစန်းစန်းနုလက်ထက်ပွဲမှာကပြဖို့စီစဉ်ပေးလိမ့်မယ်။သွားကြည့်ဒီတော့မှမိချိုဆွဲသွားမယ်။အငိမ့်ဟာဘရင်ရှိတော်မှာငိမ့်ငိမ့်ညောင်ညောင်ကပြရတာ။မိချိုတို့ကြည်ရတယ်ဝုံတိုင်းအငိမ့်တွေကြောင့်တော့အငိမ့်လောကကိုအထင်မသေးနဲ့။ သူပြောသည့်အတိုင်းပဲရွှေမန်းရီရီကိုကြည့်ရသောအခါကျမအငိမ့်ကိုဆွဲသွားပါတယ်။နှွယ်နှောင်းပြေပြေသောညမအငိမ့်အရသာကိုကျမခံစားတတ်ပါတယ်။လူရှင်တော်ဥတောင်ကြီးတို့ပြက်သွားတဲ့ပြက်လုံးများကလည်းရင်ရင်လေးနဲ့ရီရသည်မှဥတက်မတက်ဖွင့်ဟဝင်ခံရပါရင်ဒီတော့မှညမအငိမ့်ကိုလေးစားအထင်ကြီးမိပါတယ်။တစ်ချိန်တည်းတွင်ပင်မခင်စိန်အမာစိန်တို့ကပန္ဒရာเจ้าမှာ ြမသပင်ကိုညေဝိုင်းဇက်မှသည် ခစ်သည့်ဇက်နှစ်ပါးသောအထိတယုတ်ဖို့ပြသသွားကြသည်မှာအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ဒီတုန်းကမက်ခင်စိန်နဲ့အမာစိန်တို့မှာအပြိုပေါ်တောင်ဝင်ကြသေးဟန်မတူပါ။အမာစိန်ကပညာကလည်းအခန့်ရှိ၊ရုပ်ရည်ကလည်းရှိတော့ဇက်ခုံပေါ်မှာစွန့်နေ။မက်ခင်စိန်က ရုပ်ရည်မချောပေမဲ့ပညာသာပါတယ်လို့သူကဝေဖန်တယ်။မှန်တယ်။မက်ခင်စိန်ဟာ ဒါကြောင့်ပန္ဒရာကျောင်းတွင်ဆီယာမအဖြစ်လုပ်နေစေဖြစ်ပါတယ်။သူကဟန်များကို ကျမကြိုက်ပါတယ်။နောက်တော့အမစိန်အငိမ့်ကို လေလာရင်မှဆွဲလန်းသွားကနှလုံးသားတွင်ပန်းပန်လျက်ပါဝတ္ထုကိုတည်တည်တွယ်ခဲ့ရသည့်အထည်ဖြစ်ပါတယ်။မြမဇက်သပင်ကိုလည်းသူအတင်းကြည့်ခိုင်းပါတယ်။ရွှေမန်းတင်မောင်ဤညဝတ်ဆက်များကျမကြည့်ဖြစ်တယ်။သူဤအသေးစွဲရွှေမန်းတင်မောင်ဤအဟဲအဟဲနှင့် အပြောကိုချီးကျူးပြရရင် မိုးလင်းပါစေပြောမဆုံးတော့ပါ ရွှေမန်းတင်မောင်ဤလေချောင်းထဲတွင်အတန်ချဲ့ဆက်ထက်တာသောစိန်တုံးကြီးရှိတယ်လို့ပြောတတ်ပါတယ်တိမ်ပြူခွင်းတွင် ကပြသော ဖွားတော်မူကန်းနှင့်တီဘောမင်းအေးတော်ဘုံတို့တွင် ရွှေမန်းတင်မောင်ဤအမှုပညာအလေးအနက်ကို ကျမလေ့လာခွင့်ရပါတော့တယ်ဒီကလေးကမြမဆက်သပင်ကိုလေကျမလေးစားသွားတယ်လို့ဆိုနိုင်ပါတယ်တူနှစ်ကို ကလောင်လက်ဆွဲ၍စာပေတဲအိုလေးမှာပဲနေရနေရဟူသောရည်ရွယ်ချက်နဲ့ကျမတို့နှစ်ယောက်လက်ထပ်ဖြစ်ခဲ့ကြပါတယ်။သူဟာ လာမင်းကြီးလိုကျမရဲ့ဘဝလန်းခရီးတွင်အေးမြသောအလင်းရောင်ကို ပေး၍ဆေးပြစ်စူးကြုံတို့နှင့်ထူပြောသောတောဤအန္တရာယ်မှကာကွယ်ခဲ့ပါတယ်။သူ့လက်ကိုတင်းတင်းဆွဲ၍မကြောက်မရွံ့လိုက်ပါလာခဲ့ပါတယ်။တောလန်းကကြမ်းတမ်းသည် ဆိုတော်လဲတောဤလေသည် လက်ဆက်၍သစ်ပင်ရိပ်သည် အေးမြသည်ပဝန်းကျင်ဟာလွတ်လပ်သည် ကျမကစာပေဤအရသာမှာနင်မွန်းတက်သည်နင်မျောမိလျင် အားလုံးကိုမေ့၍တတိလက်လွတ်တက်သည်တောဤအန္တရေကိုတတိမမူမိဒီတော်လဲကျမကိုလမ်းပြသောလာမင်းကြီးကမိချုပ်တခါတလေရေးတာအန္တရေများလွန်းနေလို့ဆိုပါတယ်။သွားရလမ်းကိုချောမှုပြေပြစ်စီခြင်း၍ဆိုပါတော်လဲကျမက တစ်ခါတစ်ခါခေါင်းမာပါတယ်။ကျမစာပေများကိုမဂဇင်းအယ်ဒီတာများလက်မရောက်ခင်သူ့အရင်ဖတ်တယ်။ဝေဖန်တဲ့ဒီကို ဝေဖန်တယ်။ပြီးတော့မတင့်တော်သည်ဟုသူ့စိတ်ကထင်ရင်ချစ်ပစ်တယ်။ကျမစာများကိုလည်းကျမကအသေးနှလုံးကခြွေသည်ကများတယ်။ဒီတော့သူက စာချောင်းများကိုချစ်၍ချစ်၍ပြစ်တိုင်းကျမရင်ထဲတွင်နှင်း၍နှင်း၍သွားတတ်တယ်။စကားနဲ့လည်းပြန်မဆိုတတ်ညက်ရည်လေရွှဲနဲ့ သူ့ကိုကြည့်မိတယ်။ကျမသူ့ကိုလေးစားကြည်ညိုပါတယ်။ရဲဘော်တယောက်လိုသူ့အမိန့်ကိုနာခံပါတော့လဲ။စာပေနဲ့ပတ်သက်လာရင် ကျမဤပင်ကိုစိတ်ရင်းကမျက်လုံးတွင်ဝင်းဝင်းတောက်လာတယ်။မိချိုမျက်လုံးကြီးကဝင်းဝင်းတောက်နေတာပဲ။အစာကိုခုံအုပ်တော့မဲ့ကြားမကြီးလိုပဲ။မသင့်တော်လို့ကိုကြီးဖြုတ်ပြစ်တာ။သူကကျမကိုဟောက်တယ်။တခါကလေကိစ္စနာစာအုပ်တိုက်ကထုတ်တော့စာအုပ်တအုပ်တွင် ူမကြိုက်သောစာပိုက်ပါတယ်။ကျမကလည်းဖြုတ်မပေးဟုပေ၍ခံနေတယ်။ကိစ္စနစာအုပ်တိုက်မှဒေါ်တန်းစိန်ကမတ်စုရဲ့ဘိုးမူးမကြိုက်ရင် ဖြုတ်ပေးလိုက်ပါ။လာပါလိုက်ခဲ့ပါလို့အတင်းမင်ပုံနှိပ်တိုက်သူခေါ်သွားကသူမကြိုက်သောစာပိုက်များကို ဖြုတ်ပေးခဲ့ပါတယ်။တခါကထိုအကြောင်းများကို စကားဆက်မိကြ၍ဆရာဇော်ကြီးရှိတွင်ကျမပြောမိပါတယ်။ဟုတ်တာပေါ့မတ်စု။ तू ကမင်းထက်ကြီးတယ်။ ရှေးနောက်အမျော်အမြင်စင်ကျင်နှုံတရားရှိတော့မင်းသူ့စကားနားထောင်ရမှာပေါ့လို့ဆရာကပြောပါတယ်။ယခုတော့လာမင်းကြီးကြွယ်လီပြီ။ကျမတဦးတည်းလမိုက်သောညများကို ခရီးထွက်ရသည်မှာလုံခြုံမှုအတွက်တောကမကင်းရပါတကား။ရာဗင်ဒရာနတ်ကိုရေးသားသော Today Again You Truly ဆိုသောကဗျာလေးကိုပင်ကျမရေရွတ်မိပါသည်။သို့သောအချိန်ကနှောင်းခဲ့ပြီ။ တကိုးကထိုကပြတွင်မင်းဤတန်ဖိုးကိုငါသိရသောအချိန်မှာငါအပားမှာမင်းမရှိတော့ပြီ။ဝမ်းနေရခြင်းဤတန်ဖိုးကိုမင်းချသွားတဲ့ခြေရာက ဖုံမှုံကိုနမ်း၍ငါပေးဆက်ပါ၏။ဟုတကိုးကရေးခဲ့ပါသည်။"ကျမကပြရေးတက်ပါလင်သူချသွားသောခြေရာမှတဲပွင့်များကို ကုန်းတီး၍ကျမစတုံးတွင်ရစ်ခွေပန်းစင်ကသူ့အချစ်ဤတန်ဖိုးကို" ပေးဆက်လိုပါသည်သူ့ကိုစတွေ့ခြင်းကဖဆပလသတင်းစဉ်တွင်သူကညစ်အယ်ဒီတာဖြစ်ပါတယ်တနေ့ကင်းလုံးလဲသတင်းတောက်လှုပ်၍သတင်းလိုက်ရပါသေးတယ်ကျမကတာဝန်ခံအယ်ဒီတာသူ့သတင်းများရသည့်ညစ်အထီမဆောင်နိုင်ရုံးကညနေ9နာရီဆင်းပါတယ်လိုအပ်သောသတင်းများကိုပြင်ဆင်တီးဖြတ်၍သူ့ကိုလွှဲပြောင်းပေးအပ်ခါကျမကအလုတ်ဆင်းသွားတတ်တယ် ကျမကိုသူချစ်နေသည်ကိုလည်းလုံးဝမယိမ့်မိလက်ထပ်ပြီးချိန်တွင် သူကပြောပြပါတယ်ဒုံများနှစ်ယောက်စတွေ့ကလေးကနေနဲ့လာကြနေတာပဲဗိတ်သိက်စရာတွေပြောတဲ့နေနဲ့လာရွှေနဲ့မြကိုပြောတာမဟုတ်ဘူးနေနဲ့လာဟာကောင်းကင်ဆိုတဲ့ခရီးလမ်းမှာခရီးသွားပေါ်သွားပဲဖြစ်တယ်လို့ထင်ရပေမဲ့နေမင်းကြီးထွက်လာရင်လာမင်းကြီးကမตาတော့ဘူးလာမင်းကြီးตาတော့နေမင်းကြီးကကွဲရော စတွေ့စားကရုံးချိန်မှာမိချုံနဲ့အတူတူအလုပ်လုပ်ရမယ်အောင်းမိတယ်။သူကကလောင်တချောင်းနဲ့လူများကို အမိတ်တွေပေးပြီးရုံစင်းသွားရောမိချိုမရှိမှကိုကြီးကရုံတက်ရတယ်။စာပေနဲ့ခရီးမှာနှစ်ယောက်အတူသွားရမယ်လို့စိတ်ကူးပေမဲ့တကယ်တော့မစုံညဘူး။မှန်၏။ကျမသာစာပေနဲ့မှကြံရစ်တယ်။သူက ကလောင်ကိုချထားကတနက်ကင်ဆွဲ၍တိုက်ပွဲဝင်နေရတယ်။ ူကျမကိုပေးတော့ပထမဆုံးဓာတ်ပုံမှာအရက်ဝတ်အရက်စားနဲ့ဖြစ်၍ကြောဘက်တွင်ကြပြာကိုလက်နှိပ်ဆက်နဲ့ရိုက်ထားတယ်။ဓာတ်ပုံနဲ့အတူပါလာသောသူ့စာရဲတွင် ထိုကြပြာဤမြမာပြန်ကို ရေးသားဖော်ပြထားပါတယ်။ငါအားဖုံးလွှမ်းထားသောညလေတကောင်ဤမှောင်မိုက်အတွင်းမှနေ၍အနိုင်မခံအရှုံးမပေးတတ်သောငါဤစိတ်ကို ဖန်ဆင်းပေးသည့်နတ်တကြားတို့အား ငါကျေးဇူးဆိုပါ၏လောကရန်တရား၏လက်ဆုပ်တွင်သို့ဘလိုပင်ကြောက်ရွံ့နေတော်လဲငါမူကားမတုံ့လှုပ်မငိုကြွေးကံတရား၏ရိုက်ပုတ်ခြင်းတန်ချက်တို့ကြောင့်ငါ၏ဥကောင်းသည်သွေးတံတို့ဖြင့်ရဲရဲနေ၏ညွတ်ကားမညွတ်ကိုကြီးရဲ့ဓာတ်ပုံနောက်ကျောကအင်္ဂလိပ်ကဗျာဟာကိုကြီးတို့ရဲ့တက်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရွတ်လေရွတ်ထရှိတဲ့ကဗျာသူကိုယ်တိုင်ညမာကဗျာပြန်တာကို ကိုကြီးရဲ့စာထဲမှာထည့်သွင်းဖော်ပြလိုက်ပါတယ်။သူဤမြစ်တာစာတွေကလည်းစာပေကိုမျက်နှိုးတဲ့တက်မတော်ဖခင်ဗိုလ်ချုပ်အောင်ဆန်းဤအဆိုအမိန့်များနဲ့ရှင်တွဲလျက်ဖော်ပြပါတယ်။ချစ်သမျှကို မြင့်မူရွှေတောင်လုံးတာပလီဆိုသောအချစ်ဘွဲ့များနဲ့ရှင်ရင်တော့သူ့စာများဟာမြစ်တာစာ စာပေသည့်ဖြစ်ကောင်းဖြစ်နေပေလိမ့်မယ်။အမှန်တော့လေမိမသားတယောက်အဖို့ကိုယ့်ကိုတစ္ဆာရှိစွာနဲ့ ဥဆောင်နိုင်သောယောက်ျားကောင်းတစ်ယောက်ရဖို့မလွယ်လှပေ။သူ့ကလောင်ကိုသူသိတ်ထားခဲ့ရပါတော့လေ။ကျမစာပေခရီးမှာချောမောစွာသွားနိုင်အောင် သူသည်အစဉ်ဥဆောင်၍လမ်းထွင်ပေးခဲ့တယ်။မွေးဝတ္ထုရေးစဉ်ကကျမသည် အစတခန်းလောက်ပဲရေးပြီးဆက်မရေးတော့ပါ။သူဟာစာမူတဝက်တစ်ပြက်ကိုဖတ်ရင်းအချို့ဒီဝတ္ထုကိုဘာလို့ဆက်မရေးတာလဲလို့မေးတယ်။ တီဗီအကြောင်းလဲဖြစ်တချို့အကြောင်းတွေကအချို့ရဲ့ကိုရေးကိုတာတွေဖြစ်နေတော့လူတွေကဘယ်စိတ်ဝင်စားမလဲကျမကဖြေတယ်ဟာမဟုတ်တာကိုကြီးအခုစာဖတ်ပရိသတ်အနေနဲ့ဖတ်ကြည့်တာစိတ်ဝင်စားစရာပဲအချို့ဆက်ရေးသူ့တိုက်တွန်းမှုကြောင့်ကျမမွှေးကိုရေးဖြစ်ပါတယ်ကိုးချိန်တိုင်းပြန်လေရိုက်ထုတ်ရတော့မှသူဤစာပေအပေါ်အကဲခတ်တတ်ခြင်းကိုကျမနားလေပါတယ်သူသည် သူမျက်နှိုးလာတော့စာပေအတွက် စာဖတ်သည်မှလွဲကာအချိန်မပေးနိုင်နိုင်သူ့စိတ်ရှိသမျှကျမနှလုံးသားတွင် ဝင်ပူးကညေတောင်မြောက်ပေးခဲ့ပုံရပါတယ်ဒါကြောင့်သူနဲ့လက်ထပ်ပြီးမှကျမစာပေများမှာတော်တော်နေရာများများယူနိုင်ခဲ့ပါတယ်စာပေရောရုပ်ရှင်ဇာတ်သပင်အမှုပညာကိုပါလိလာလိုက်စားအရသာခံတတ်သောသူဟာသူလိုလားတဲ့စာရေးဆရာရောသတင်းစာဆရာရော တရင်တော့ရောဘာမှဖြစ်မလာပါကျမဖဆာပါလဌာနချုပ်မှာဝင်နာမီယာကိုပြောင်းလာချိန်မှာ သူဖဆာပါလတရင်စင်တွင်ကြံရစ်ပါတယ်ဘလို့ကဘလို့ဖြစ်၍ကျမအား I love you ဟုသော စကားသုံးခုပြောချိန်တွင်စီရဲတရင်လေးကိုပြောင်းကာဒုတိယတရင်မှုဖြစ်နေတာကို ကျမမသိပါကိုနှစ်သက်တဲ့တရင်စာပညာမှာကလောင်ဆွဲပြီးပျော်မွေ့နေခြင်းပေမဲ့တိုင်းပြည်မှာ အရေးအကြောင်းဖြစ်လာတော့ ကိုတို့တငယ်ချင်းចောင်းသားတွေနဲ့အတူကိုကြီးလက်နက်ကိုပြန်ကင်ရတော့တာပဲလို့ပြောလေပြောထားရှိပါတယ်။သူ့ရည်ရွယ်ချက်အတိုင်းကလောင်တစ်ဖက်ကင်၍တစ်ဖက်မှတနက်ဆွဲကဟဲမင်းဝေးတို့လိုစာရေးဆရာဖြစ်ရင်လေသူ့ဆန္ဒပြည့်မှာပဲ။တခါကလေကျမနောင်ရေးကို စိတ်ပူဟန်ရှိပါတယ်။မိချူပုံနှိပ်ဆက်ထောင်မလားလို့မေးပါတယ်။ကျမကခေါင်းခါပြပါတယ်။ကိုကြီးဝါသနာပါရင်မြို့ထဲမှာ စာပုံနှိပ်ဆက်ထောင်စာအုပ်ထုတ်ဝေရေလှုပ်ခြင်းလို့သဘောပဲခြံထဲမှာတော့မလှုပ်ပါနဲ့စာပုံနှိပ်ဆက်အတန်ကိုတော့နားမထောင်ခြင်းဘူးမိချူစာရေးတာကလွဲလို့ဘာမှမလှုပ်ခြင်းဘူးပုံနှိပ်ဆက်တို့စာအုပ်တို့ထုတ်ဝေရရင်ကုံသေးဆန်လာတော့မယ်မချမ်းသာခြင်းနေကုံသေးဆန်ရမယ့်အလုပ်စရင်ကိုက်အင်းကိုက်စီစီဆက်ဆက်အုပ်ချုပ်ရမယ့်အလုပ်တွေဆိုအချို့မလှုပ်ခြင်းဘူးလို့ကျမညင်းခဲ့ပါတယ်မှန်တယ်ကိုပိုင်စာပုံနှိပ်ဆက်ထောင်၍စာအုပ်များ ဂျာနယ်များသတင်းစာများထုတ်ဝေကြတဲ့တကုံဒေါ်ခင်ခင်လေးဂျာနယ်ကျော်မမလေးဒေါ်အမာရုနှင့်ယခုခေတ်ဒေါ်ကလျာမလေးလုံးခင်ဆွေဦးတို့ကို ကျမချီးကျူးမိပါတယ်သူတို့ဟာ အုတ်ချုပ်ရေးပိုင်းဆိုင်ရာမိမပီတာမှုတွင်တော်ကြွေလာမသိအောင်မြင်ကြပါတယ်ကျမကတော့ပုံနှိပ်ဆက်တို့ထုတ်ဝေခြင်းတို့ကို စိတ်မပါ ကျမစိတ်မပါပေမဲ့ကျမချစ်သူဟာအငိမ့်စားယူလျင် စာပေနယ်တဲကိုဝင်ဖြစ်လိမ့်မယ်လို့ကျမထင်ခဲ့ပါတယ်။သူစာပေနယ်ဝင်လျင်သူ့နောက်ဘာကကျမပါရမယ်။သို့တော်သူကွယ်လွန်ပြီးသည့်နောက်သူဤကိုရေးဒိုင်ယာရီကိုစေယုံကြီးမှကျမကိုပေးပါတယ်။ဒိုင်ယာရီကိုကျမဖွင့်ဖတ်လိုက်တော့သူသည်အကယ်၍ပင်စင်ရသည့်တိုင်သူ့မှာပြောင်းလဲသွားသောဥတီချက်တစ်ခုရှိသည်ကိုတွေ့ရပါတယ်။ 1990စက်တင်ဘာလ30ရက်နေ့ရောက်လျင်တပ်ဆိုင်ရာအထက်အရာရှိများကိုတောင်းပန်၍ပင်စင်ပေးဖို့တောင်းမယ်ပင်စင်ရရင်ယာတပ်ပံယဟန်ဝတ်တော်မယ်လို့ရေးထားပါတယ်ထိုစာရွက်ကြားတွင်ညက်၍တွေ့ရသည်ကစာပေဘိမှန်စုရသော ကျမဤကြီးမုံရိတ်တွင်စာအုပ်ဤနောက်ကျောတွင် ပါသည့်ကျမဤကိုတပိုင်းပုံပို့စကတ်ဆိုင်ဓာတ်ပုံဖြစ်ပါတယ်ဇနကမင်းသားဟာ တီဝလိဒေဝီအားညက်ပင်ကိုဖျက်ပြခြင်းဖြင့်တန်တရာဆက်ရှင်းခဲ့ပါတယ်။ယခုလဲသူဟာညက်ပင်ကို အရင်လက်ဦးအောင်ဖျက်၍သွားခဲ့တယ်။သူစောစည်းစွာ ကျမကို ခွဲခွာရမှာကိုကြိုများသိနေသလားမသိ။မိချိုတက်မတော်သားတယောက်ရဲ့မိန်းမဟာ မိုဘိုင်းဖြစ်နေရမယ်။ flexible ဖြစ်ရမယ်။တက်မတော်ကရဲဘော်တွေလိုပဲအရေးကြုံရင်တက်လုံကောင်းရမယ်။ဘယ်သူမှရှိလို့အလုံးမလုံးဖြစ်ဘူးဆိုတာမရှိရဘူး။ မိချူလဲကိုကြီးမရှိပေမဲ့ကိုဘဝကိုရက်တည်နိုင်အောင်ကြိုးစားရမယ်။ကြောက်ချထားသလိုဘဝကိုတသက်မတ်သေးတွက်ဆထားလို့မဖြစ်ဘူးလို့ကျမကိုခဏခဏပြောတတ်တယ်။ပြီးတော့ကျမတစ်ခါတစ်ခါတွေးရခက်တီက"သူဟာကျမကိုလက်မထက်ခင်တွင်သူရေးသောစာများထဲ၌မလုံးမပေးပါ။ခုချိန်ထိတော့ကျွန်တော်မှာအချို့အတွက်ဘာအာမခံချက်မှမပေးနိုင်ဘူး"စည်းဝါးရေးကိုဆိုလိုတာ။ ကျွန်တော်စစ်ရဲတရင်လေးဒုတိယတရင်မှုဆိုပေမဲ့လာကထုတ်လာရင်ကျွန်တော်ရေးပေးတဲ့ချက်ကိုရဲဘော်တွေကထုတ်သမင်းလာကနဲ့လက်ဖက်ရည်ဘူးကျွန်တော်အတွက်ခြံရည်ပြီးသူတို့ဝေးမြစားကြတယ်စစ်စင်ရေးကအနားယူဝင်ရလာတဲ့ကျွန်တော်ရဲဘော်လေးတွေဟာညသကောင်မှာကျွန်တော်နားမှာအိပ်ပျော်နေကြတယ်စစ်စင်ရေးဆိုလို့ဖီမာရှယ်မောင်ကိုမာရီတို့ဘိုးချုပ်ကြီးမောက်ဘတန်တို့လို့ လူလက်နက်ရိတ်ခါအပြည့်အစုံနဲ့စစ်ဆင်နေရတာမဟုတ်ဘူး။ရှည်ရန်ပြေးရလက်နက်ရှာရငွေရှာရနဲ့ကျွန်တော်ရဲဘော်လေးတွေဟာ အသားကျရဲဘော်များလည်းမဟုတ်ကြဘူး။ချက်ချင်းယူနီဖောင်းဝတ်လက်နက်တက်ပြီးစစ်တင်နှန်းချက်ချင်းပေးရတယ်။ရှည်ရန်ကိုအ мян ဆုံးပို့ရတယ်။အာယုံတက်ချင်းရုံးကိစ္စစစ်စင်ရေးကိစ္စခိတ္တနားချိန်မှမှအချို့စီကိုစာရေးအားတယ်။ကျွန်တော်ဆိုလိုတာကလက်ထပ်ပြီးရင် ကျွန်တော်ရဲဘော်လေးများနဲ့ခွဲဝေမျှစားနိုင်ရင်တော့အဆင်ပြေနိုင်ပါတယ်။ကျွန်တော်အချို့ကိုတော့ဓမြတိုက်မကျွေးနိုင်ပါဘူး။လက်မထက်ခင်ကြိုတင်ဂတိတွေလည်းမပေးနိုင်ပါဘူး။ကျွန်တော်ဂတိပေးနိုင်တာတခုပဲ။သစ္စာရှိစွာနဲ့ကျွန်တော်တို့ဥတီချက်စာပေခရီးကိုလက်တွဲသွားမယ်ဆိုတာပါပဲ။သူ့စာပါအတိုင်းကျမလက်ထပ်ပြီးတော့လေငါဟာငါလောက်ရမယ်ငါဘာသာစူးစမ်းရမယ်။သူက ဥဆောင်မှုတစ်ခုပဲငါ့ကိုပေးနိုင်တာဟူ၍နှလုံးသွင်းကကျမဘဝအတွက်ပြင်ဆင်ခဲ့ပါသောကြောင့်သူခွဲခွာသွားချိန်တွင်ကျမ၌စီးပွားရေးဖယိုဖယဲမဖြစ်ခဲ့ပါဘဝကိုအမှန်အမှန်အတိုင်းသိအောင်သူလေ့ကျင့်ပေးခဲ့သောကြောင့်ကျမရက်တီရရခဲ့ရတယ်။သို့သောကျမအနေနဲ့မူယူကျုံမရเสียတခုရှိခဲ့တယ်။ကျမကသာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို စိတ်မဝင်စားတော့လဲသူသာစာပေနေမှာသတင်းစာဆရာတယောက်ဖြစ်ခဲ့ရင်ကျမသူ့နောက်ပါမှ အစင်သင့်လိုက်ရန်ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်သို့တော်သူဟာသတင်းစာဆရာလည်းမဖြစ်လိုက်ရနောက်သူအလွန်လေးစားသောထာဝရယဟန်ဘောင်တို့လည်းမဝင်ဖြစ်ဒုံလဘယဟန်တော့ခံသွားပါတယ်သူ့ဒိုင်ယာရီထဲတွင်တတ်မှတ်ထားသောယဟန်ခံမှုရက် စက်တင်ဘာ30ရက်သို့မရောက်ခင်25ရက်အလိုမိုးအလွန်သဲထန်သော1980ပြည့်စက်တင်ဘာလ9ရက်နေ့တွင်သူတန်တရာခရီးကိုဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ဘာလူလိုနဲ့16နှစ်ပြည့်တော်မယ်။နိဗ္ဗာန်မရောက်မီစက်ကြာဖြစ်ချင်တာကိုဖြစ်ရသောဘဝသူရရှိပါစေ။အန္နဝါရှင်အိုသခင်ရဲ့ ခင်အင်အားကြီးမားပြန့်ကျဲအံ့ဩဝယ်သည့်ကျုံးကိုရွဝိုင်းရေငန်လှိုင်းလေအတိုင်းမသိညော်ကြည့်မဆုံးမိုးဆက်ကုန်းသူထိဖုံးအသွင်အကျုံမြင်ဤအကျုံတွတ်မူတတ်ဆက်ကြည်လင်မိခိုရှင်ကားငယ်ပင်ငယ်စွာဤကျုံးမဤချမ်းမြတန်ရှင်ရေကြိုတွင်တီ နားဆင်သောပရိသတ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲကျေးဇူးများ၏တင်ပါတယ်ရှင်